ော့ခင်ဗျားကျွန်တော်တို့ဝင်းနာတင်မြန်မာ YouTube Channel ဘလုံးပွဲသုံးသက်ချက်ကနေမှပြန်လည်ကြိုဆိုနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့မနေ့ညတော့ကျွန်တော်တို့ အဲ free tip တင်ပေးလိုက်တယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့၃ပွဲနိုင်ပြီးတပွဲသေးကြတယ်ပေါ့နော်ဒီနေ့ကျွန်တော်တို့ကြိုက်ရင်တော့လေကျွန်တော်တို့ free tip တင်ပေးပါမယ်ကျွန်တော်ဒီနေ့ပွဲစဉ်တွေမှာတော့ကျွန်တော်တို့ဒါလာလီဂါပွဲစဉ်တွေရှိတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ Osasuna နဲ့ကျွန်တော်တို့ Atletico နဲ့ပွဲစဉ်မှာဒီမှာတော့ Atletico ကနေပြီးတော့ level 80ရှုံးကိုပေါင်းကြည့်ရနှလုံးကို60ရှုံးဆိုပြီးတော့ပေးထားတာတွေ့ရပေါ့နော်ပထမကြိုးတော့1-0နဲ့ကျွန်တော်တို့ Atletico ကနိုင်ထားပဲအဲဒီတော့ကတော့တစ်လုံးရှုံးဆိုတဲ့ဒါဈေးကိုပေးခဲ့တယ်ပေါ့နော်အခု ပြန်ပြေးရမယ့်ဇေယျတက်ကိုအတလက်တီကိုဟာကျွန်တော်တို့ဘော်ဒီဇေယျကကျွန်တော်တို့တော်တော်လေးပြော့နေတာလည်းတွေ့ရပါတော့ဟတ်တူဟတ်ရတော့ကျွန်တော်တို့အတလက်တီကိုဒီအဝေးကွက်မှာကျွန်တော်တို့စာစုနာကိုအသာရထားတဲ့အနေထားကိုလည်းတွေ့ရတယ်ပေါ့နော်အတလက်တီကိုဒီဒါပြပဟုနဲ့ဆိုရင်ဒါ6မှတ် ပြန်နေတယ်ပေါ့နော်ဆိုတော့အက်သလီကူကတော့ကျွန်တော်တို့အဝေးကွင်းမှာအားနေတဲ့အနေအထားလေးရှိခဲ့ပေါ့နော်ဆိုတော့အင်ရှင်အိုဆာဆူနာကတော့ကျွန်တော်တို့ဒါ conference league ဝင်ကွင်းအတွက်ကိုကျွန်တော်တို့အခြေအနေလေးရှိတယ်ပြီးခဲ့တဲ့ပွဲမှာကျွန်တော်တို့ဒါအက်သလီကူကနေပြီးတော့ဂျူလီယန်အင်ဖာရက်စ်မပါဘူးပေါ့နော်ဒီပွဲမှာတော့ပြန်ပါလာတဲ့အနေအထားလေးရှိတယ်ပေါ့နော် level 90ဆိုတဲ့ဈေးရန်ကတော့ကျွန်တော်တို့ဒီပွဲကတော့တရင်ချသွားမယ့်အနေအထားလေးလည်းရှိတယ်ပေါ့နော်နောက်တစ်ပွဲတော့ကျွန်တော်တို့ဒီဗလက်စကာနိုနဲ့ကျွန်တော်တို့ဘက်တင်နဲ့ပွဲမှာပေါ့နော်ဒီမှာတော့ဧည့်သည်ဘက်တင်တင်ရနေပြီးတော့ level 30ရုံး င်ဂိုးပေါင်းကြီးကကျွန်တော်နှလုံးကို80ရှုံးဆိုပြီးတော့ပြီးထားတာတွေ့တာပေါ့နော်ပထမကြော်တော့ကကျွန်တော်တို့1 1နဲ့တည်ကြပြီးတော့အဲဘက်တစ်ကနေပြီးတော့တလုံးကို90စာနေပြီးခဲ့အခုပြန်ပြရမယ့်ကြီးကတော့ဘက်တစ်ကအနေငယ်ကျွန်တော်တို့ချင်းပြော့နေတဲ့အရင်သားလေးတော့တွေ့ရဲ့ Espanyol ကိုကျွန်တော်တို့ဘက်တစ်ကကျွန်တော်တို့ဝေးခရရနေပြီးတော့ level 90ရှုံးပြီးပြီးတော့1 2နဲ့နိုင်ခဲ့တဲ့အနေထားလေးတော့ရှိနေပေါ့နော်ဆိုတော့ Blaskano ကတော့ကျွန်တော် Europa League Conference League အတွက်ကိုမျောလင်းချက်လေးရှိနေတဲ့အနေထားရှိခဲ့ဘက်တစ်ကတော့ကျွန်တော် Champion League မျောလင်းချက်လေးတော့ရှိခဲ့ထို့တော့ကျွန်တော် Vil လာရီယန်နဲ့6မှတ်တော့ပြတ်နေတဲ့အနေအထားလေးပဲရှိရပါတော့ဖက်တစ်ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲကတော့ကျွန်တော်တို့လူဆုံးကျွန်တော်တို့ထုတ်မတုံးထားဘူးပေါ့အရင်နေနဲ့ပဲကစားသွားတာတွေ့တယ်ပေါ့နော်ဒီနေ့မှာတော့လူဆုံးလေးထုတ်မယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်လိုင်းရက်ကိုကြည့်ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပွဲကတော့ကျွန်တော်တို့ဖက်တစ်က level 30ရှုံးဆိုတော့လည်းပဲကျွန်တော်တို့ဒီ အဲအဝေးခွင်းဘက်တစ်ကိုပဲကျွန်တော်တို့သဘောကျပါတယ်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ဂီတာဖိနဲ့ကျွန်တော်တို့ဘီဘာအုံနဲ့ပွဲမှာပေါ့နော်ဒီမှာတော့ကျွန်တော်တို့အဲဘီဘာအုံကနေပြီးတော့ level 25ရှုံကိုပေါင်းကြည့်ရနှလုံးကို55စာဆိုပြီးတော့ပေးထားတာတွေ့တယ်ပေါ့နော်ဒီပထမကြော်တုံးက11နဲ့ကျွန်တော်တို့တည်ကြပြီးတော့ဘီဘာအုံကတစ်လုံးကို50စာနဲ့ပြီးခဲ့တယ်ပေါ့နော်အခုပြန်ပြရမယ့်ချိန်ကတော့ဘီဘာအုံကတော်တော်လေးချင်းပြောင်းနေတာလည်းတွေ့တယ်ပေါ့နော်ဘီဘာအုံကတော့ကျွန်တော်အဓိကကစားသမားတွေတန်ရာရနေတယ်ပေါ့နော်ဆိုတော့ ဝီလီယံကြီးကိုလည်းတိုင်ရရတယ်ဆန်းဆက်ကလည်းကျွန်တော်မပါနိုင်တဲ့အနေထားလေးတွေကျွန်တော်တို့တွေ့နေရတယ်ပေါ့နော်ဆိုတော့အလာဘက်နဲ့ပွဲတုံးကပြီးတော့ဒီ 1C နဲ့နိုင်ငံတုံးကဒါအလာဘက်ကနေပြီးတော့ပုံကိုတွင်းလိုက်လို့ဒါလည်းဒါနိုင်သွားတဲ့အနေထားလေးရှိတယ်ပေါ့နော်ဆိုတော့ဒီဒါဖေးအနေနဲ့ကတော့ကျွန်တော်တန်ဆင်းဆောင်ထဲမှာရှိနေတယ်တန်ဆင်းဆောင်လုံးလွတ်ဖို့ ကျွန်တော်တို့လိုအပ်နေတယ်နောက်ဆုံးပွဲ၅ပွဲမှာလည်း၅ပွဲဆက်ကိုရှုံးထားတာဖြစ်တယ်လို့၄ပွဲဆက်လည်းကျွန်တော်တို့ဒီ data ဖိရကိုမသွင်းနိုင်တာလို့လည်းတွေ့ရတယ်ဒီလိုအသင်းမျိုးကမှလည်းပဲ25ရှုံးဆိုတဲ့ဈေးနှုန်းကိုပြပြအဝပီးထားတဲ့အတွက်ကြောင့် ancient data ဖိကိုလည်းကျွန်တော်တို့ကြိုက်ပါတယ်ဗျနောက်ဆုံးပွဲအနေနဲ့ကျွန်တော် Espanyol နဲ့ Barcelona နဲ့ပွဲမှာပေါ့နော်ဒီမှာတော့ A တဲ့ Barcelona ကတလုံးကို60ရှုံးကိုပေါ့ဒီက3လုံးကို55ရှုံးဆိုပြီးပြထားတွေ့ရပေါ့နော်ဒီသင်းတဲ့သင်းကတော့ပထမကြော်လုံးက3-1နဲ့ Barcelona နိုင်ခဲ့ပြီးတော့နှလုံးရှုံးဆိုတဲ့ PC ကိုပြထားတယ် ယ်ပေါ့နော်ဆိုတော့ဒီခြေကတော့ဒါဖြစ်တဲ့ဖြစ်တိုက်တဲ့ဈေးကိုဘာစီလိုနာပေးထားတာတွေ့တယ်အစပန်ကတော့တန်းစင်းစုံကကတ်နေတဲ့အနေအထားရှိတယ်ပေါ့နော်ဒါမဲ့ဒီဘာစီလိုနာပြီးရင်ကျန်တဲ့နှစ်ပွဲကတော့အနေနဲ့ပွဲ6နဲ့အနေအထားလေးမှာတော့ရှိတယ်ပေါ့နော်ဆိုတော့လက်ရှိမှာအစပန်ကခြေ အခြေခြေကတော့အင်းငယ်ဒါခြေစွမ်းကြဆင်းနေတဲ့အေးသားလေးကိုတွေ့ခဲ့ပါစီလိုနာတော့ဒီဘက်နိုင်သွားလို့ရှိရင်နှားရသွားပြီပေါ့နော်ဆိုတော့အဲနောက်တပွဲကနောက်နှစ်ပွဲကရီယယ်မက်ဒရစ်နေနဲ့နှစ်ပွဲလုံးနိုင်ရင်တော့မှကျွန်တော်တပတ်အတာနဲ့ပါစီလိုနာကပါစီလိုနာနှစ်ပွဲလုံးရှုံးရင်တော့မှတပတ်အတာနဲ့ပါစီလိုနာလာရမှာဖြစ်ပါတယ်အဲ့တော့ဒီပွဲကိုပါစီလိုနာနေနဲ့မဖြစ်မနေနိုင်အောင်ကန့်မယ် အနေထားရှိတယ်ပေါ့နော်နောက်ဘွဲကတော့ဗာစီလိုနာတီဗီလာရဲ့လိုပြီးပါဦးတို့နဲ့ကံမဲ့ဘွဲကဘွဲချက်ရှိတဲ့အနေထားလေးရှိတဲ့အတွက်ကြောင့်ဒီဘွဲတော့ဗာစီလိုနာမဖြစ်မနေနိုင်အောင်ကံမဲ့ဒီတီရက်ဈေးကတော့1.7နဲ့နှစ်ဖက်သွင်းကိုးတွေကိုလည်းမြင်တွေ့ရတဲ့အနေထားလေးရှိတယ်ဘလူးဝက်ဖြစ်ဖြစ်ဗာစီလိုနာကိုပဲကျွန်တော်တို့ကြိုက်ပါတယ်ဗျာဒီနေ့ကတော့ဒီလောက်ပါပဲဗျာကျွန်တော်တို့ရဲ့အဲဝင်းနာတင်နေမှာ YouTube channel ကိုလည်း like and subscribe နဲ့အားပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ